ကဲရခိုင်တက်တော် AA ကတော့အမျိုးတစ္ဆဖောက်ကြီးနေတို့ကိုအပြတ်စောပါပြီဗျာနေတို့ဟာနေတိုင်းဘုံကျဲခံနေရတဲ့ရခိုင်ပြည်နေကကလေးလေးရီကိုမှအာမနာဘုံထောင်တိုင်းဒေါ်လာရင်မဟုတ်ပါဘူးတဲ့ဗျာဒါကရခိုင်တပြည်လုံးဝပြည်သူတွေကိုအသေးကိုစူးနေအောင်ဓာတ်နဲ့စိုက်တယ်လို့မျိုးပါပဲနေတို့ကိုပြည်သူတွေကအများကြီးမျောလင့်ထားခဲ့ကြတာအေဂျင့်မောင်တို့မြင့်မြတ်တို့ နေဝင်းတို့ကအစကတည်းကဘောမှကြပြီးသား နေတော့ကသူ့ဟာသူအာနာသိန်းကလေးကနေပညာရှိရှိကိုယ့်အကိုအရာအေးချောင်းနေတတ်တယ်ဇကာရီဆိုရင်လည်းပဲအာနာသိန်းကစတုံးကဆိုရင်ရိုက်တော်မရိုက်ဘူးဗျာဒါအနုမြာလောကကနေအနာယူလောက်တဲ့အထိဖြစ်သွားတာအလောက်တက်တိကိုပြည်သူတွေကိုကဲကြလို့ပြည်သူတွေကချစ်ကြတာအားပေးကြတာနော်သူကယုံတင်တိုင်းလေးလူကြည့်နှစ်ပတ်ဆက်တိုင်းတက်ရတာဝီကြီးပဲဆိုတော့အလောက်တက်တိပြည်သူတွေကချစ်တာအခုဒီတိုင်းတက်တော့အီအီကနော်နေတော့အပြတ်စော်ပါဘီ နော်အခုလိုမျိုးတို့ရဲ့နော်လုံရက်တွေကိုစောကားတဲ့အမျိုးသစ်ဖောင်နေတို့ကို နော်တားစင်မျိုးဆက်တို့ရဲ့ရခိုင်လူမျိုးကနော်ထုတ်ပေးမဲ့အကြောင်းနဲ့ဒီတက်ကကြတော့အနာဂတ်မှာဖြစ်တည်လာမယ့်ရခိုင်နိုင်ငံတော်အသစ်မှာလည်းနေတို့ရဲ့နော်မျိုးမဟုတ်ကြောင်းအသီးလင်းကိုကျင်းပလိုက်ပြီလည်းဖြစ်ပါတယ်နေတို့ကတော့တော်တော်လေးကိုဒါဘယ်လိုပြောရမလဲနော် နေသူတို့ကဖြီးရှင်းထားပါတယ်အခုလိုမျိုးကိစ္စတွေကဘယ်သူရဲ့နော်ဖီအားပေးခြင်းမှမပါဘဲနဲ့သူတို့ကသူတို့တကယ်ကိုမှဒါရွေးကောက်ပွဲကသာနေနိုင်ငံကိုပြောင်းလဲစေမယ်လို့ယုံကြည်တာဖြစ်တဲ့အတွက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးစကားရိုက်ပေးခဲ့တာဖြစ်ကြောင့်ဖြီးရှင်းလာတယ်ပေါ့နော်